တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာတာယာမင်းဝေရဲ့ပန်းခစ်ကလမ်းမဲဝတ္ထုကို အပိုင်း၅အနေနဲ့နားဆင်ရမှာဖြစ်ပါတယ် လင်းဆက်မင်းသတင်းထူကြားပြီးပြီလားကိုလက်ဖက်ရေစပွဲပေါ်မှာဝင်ထိုင်ထိုင်ချင်းအေးမြင့်ကျော်ကဝမ်းတာအားရပြောလိုက်တယ်ကိုသူ့ကိုအခဲခတ်လိုက်ရင်းကခေါင်းခါပြလိုက်တယ်ဟင်းဘာမှမကြားသေးဘူးဘာသတင်းထူလို့လဲအေးမြင့်ကျော်ကကိုလက်ကိုလှမ်းဆုပ်ကိုင်းရင်းပြပြသသာပြောတယ်ပြင်သစ်မှာကဘာပကြီးပြပွဲတစ်ခုလုပ်မယ်တဲ့อืมအဲ့ဒါကဘာနိုင်ငံအသီးသီးကအကောင်းဆုံးပကြီးကားတွေကို ဖိတ်ခေါ်ပြီးပြမယ်တဲ့ဟေးဟုတ်လားအဲ့ဒါတို့နိုင်ငံကိုလည်းသူတို့စီကပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့အကဲဖြတ်မစ်ရှင်တစ်ခုလာမယ်စိတ်ကြိုက်တွေ့တဲ့ပကြီးကားကိုကပပြပွဲစီယူသွားမယ်တဲ့ဟာကိုသွေးတွေတဝုံဝုံစူပွက်လာတယ်အင်းမြကျော်ရဲ့လက်ကိုဖြစ်ညှက်စုပ်ကိုင်းလိုက်ရင်ဟုတ်လားသေကြလားအေးအဲ့ဒါသူတို့လာကြည့်ဖို့ဒီမှာပကြီးပြပွဲတစ်ခုလုပ်ပေးရမယ်အဲ့ဒါမင်းသေးသေးချာချာသိကြရင် ဘာလန်းမဟာဗန္ဓုလာလန်းလက်ဖက်ရည်ဆိုင်တွားကွာဟာအေးအေးဒါဖြစ်ငါအဲ့ဒီကိုလိုက်သွားလိုက်အောင်မေကိုလက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်လှုပ်ရှားတက်ကြွနေတဲ့စိတ်တွေကြောင့်ခြေထောက်တွေဟာလည်းမြန်ဆန်းနေတယ်ဒါကို့အတွက်သိအရေးကြီးတယ်ဟောဘာလန်းလက်ဖက်ရည်ဆိုင်ရောက်တော့ပကြီးဆရာအုပ်စုကလည်းအထဲကနေလက်ပြပြီးလှမ်းခေါ်တယ်ပကြီးသမားတွေလူတော်တော်စုံနေခေါင်းညင်းဆိုင်နေကြတယ် လာဗျာကိုလင်းဆက်ကိုစပွဲမှာဝင်ထိုင်လိုက်တယ်ညိုလူကကိုကိုလူငယ်တယောက်နဲ့မိတ်ဆက်ပေးတယ်ကိုလင်းဆက်ဒါကိုအံ့ကောင်းအော်ဟုတ်ကဲ့ခမကိုဝမ်းသာအားရပြန်နှုတ်ဆက်လိုက်တယ်ဒါပေမဲ့အံ့ကောင်းကတော့နည်းနည်းတီးနေတယ်ကိုအံ့ကောင်းဒါကိုလင်းဆက်အင်းအင်းကိုအံ့ကောင်းပုံတွေကိုကျွန်တော်သိကြိုက်ပါတယ်အံ့ကောင်းကမပွင့်မလင်းပြုံးတယ် mm ခမည်းလဲအလားလာရှိတယ်လို့ပြောကြတယ်သူ့စကားနဲ့သူ့လေတန်းကတမျိုးကြီးပဲစူးစားပေါ့ဗျာစူးစားပေါ့ဟုတ်ကဲ့ကဲအားလုံးပဲဗျကျွန်တော်သွားလိုက်အောင်မယ်အန်ကောင်ကအားလုံးကိုနှုတ်ဆက်ပြီးထထွက်သွားတယ်ကိုနဲ့တိတ်ပြီးစကားပြောခြင်းစိတ်ရှိပုံမရဘူးဒါပေမဲ့ထားလိုက်ပါလေအေးမြင့်ကျော်ပြောတဲ့ကိစ္စကိုပဲညိုလူတို့စီမေးလိုက်တယ်ညိုလူတို့ကကိုကိုအသေးစိတ်ထက်ရှင်းပြတယ် ကိုအာယုံဆိုင်နားထောင်နေလိုက်တယ်။အဲ့ဒါဆိုဒီမှာပကြီးပြပွဲလုပ်ပေးရမယ့်နေ့ကညိုလူကရက်ဆွဲတစ်ခုကိုပြောပြတယ်။ကိုခေါင်းတစ်ဆက်ဆက်ညှိလိုက်ပြီးအင်းအချိန်တော့ရှိပါသေးတယ်။ရပါတယ်အချိန်ရပါသေးတယ်။အားလုံးကဝိုင်းပြောကြတယ်။ပြီးတော့ခဏစိတ်ငြိမ်သွားတယ်။အဲ့ဒီမှာပဲနန်းရွယ်ရောက်လာတယ်။ကိုကိုမြင်တော့ကိုလင်းဆက်ဘဲကနေလှဲ့လာတာလေ။ ကိုကရီပြီးဒီလိုပေါ့ဗျာလို့ပြောလိုက်တယ်။နန်းတွေကခုံမာဝင်ထိုင်ရင်အေးဗျာခမည်းကိုဆက်ဆံရတာစိတ်ချမ်းသာတယ်။သူ့စကားကအနှောင့်သွားမလွတ်လို့အားလုံးကဝိုင်းကြည့်လိုက်ကြတယ်။နန်းတွေကထပ်ပြီးဟုတ်တယ်ဟိုကောင်အန့်ကောင်နဲ့ဆက်ဆံရတာအတော်သီးခံရတယ်။သိမ့်မောက်မာတဲ့ကောင်အားလုံးနေရွက်ထောင်သွားကြတယ်။ဘာဖြစ်လို့လဲ။ဟိုဘက်ဆိုင်မှာပြောနေတယ် ဒီဖိတ်ခေါ်ပကြီးပြပွဲမှာဒီနိုင်ငံ အနေနဲ့သူ့ကိုကြောအောင်ဆွဲသွားနိုင်တဲ့လူရှိရင် သူ့လက်ကိုဖျက်ပေးလိုက်မယ်တဲ့အားလုံးရဲ့စိတ်ထဲမှာမအီမသာဖြစ်သွားတယ်ပြီးတော့အားလုံးရဲ့အကြည့်ကကိုစီကိုယောက်လာကြတယ်ကိုပင့်သက်ရှိုင်းရင်ပြုံးမိတယ်ကိုလင်းဆက်နန်းတွေကကိုကိုခေါ်တယ်ခမရတေးသေးချာချာလှုပ်ဆန်းပါဗျာကိုဘာမှပြန်မပြောလိုက်ဘူး ဲ့ဒီမှာဘေးကပုံကိုယ်တွေကပါတယောက်တစ်ပတ်ဝင်ပြောကြတယ်ဟုတ်တယ်ကိုလင်းဆက်ခမားအဓိကကြတယ်နော်ကိုကလွယ်အိတ်ကိုပြင်လိုက်တယ်ဟင်ခမားကလည်းပြန်တော့မလို့လားပြန်တော့မယ်ဗျာဒီသတင်းကြားရတာအိမ်စောစောပြန်ခြင်းနေတယ်ကိုစပွဲကလေးစီကိုပဲစိတ်ရောက်နေတယ်ကိုပြန်လာခဲ့တယ်လမ်းတစ်လျှောက်လုံးမှာလဲအတွေးတွေဝေလို့ပေါ့အဲ့ဒီမှာမမျောလင့်မဲဟစ်ကောင်လေးဆက် ကားလေးတစ်စီးကကိုဘေးကိုထိုးရက်တယ်လင်းဆက်ဟင်ကိုဦးကားထဲမှာကကိုဦးကိုရဲ့အကိုတဝမ်းခွဲတော်တယ်ဖေဖေနဲ့တကိုင်းနေသားစင်ကာပူမှာနေတယ်ကုမ္ပဏီကြီးတစ်ခုရဲ့အရေးပါတဲ့နေရာမှာတာဝန်ယူထားတယ်ဘာကိစ္စနဲ့ရန်ကုန်ကိုရောက်နေလဲမသိဘူးဟေ့ကောင်ဟမ်ဘာလဲကိုတင်ဦးကသူ့ကားထဲကခေါင်းထုတ်ပြီးကိုကိုတအံ့တအောကြည့်နေတယ်ကိုလက်ထဲကအပေါ်စားဆက်လက်တူး ကိုချီအောက်ကအကျန်းစီဖနက်ကိုကိုဘော်ကအဝတ်စားခက်လက်လက်ပြီးတော့အရင်ကတော့မဖြူဝင်းတော့ပဲနေလောင်စပြုတ်နေပြီဖြစ်တယ်ကိုရဲ့အသားကြီးအဲ့ဓာရီကိုအထူးအဆန်းလို့သူ့မျက်လုံးကြီးနဲ့ကြည့်နေတယ်သူကတော့တရစ်ဝဖြူးအစီတွေပြန်လို့ပါပဲရွှေချိုးကြီးကလည်းဟီးလို့ကိုကမကောင်းတတ်လို့ပြန်နှုတ်ဆက်လိုက်တယ်ကိုဦးဘယ်တော့ကရန်ကုန်ရောက်လဲဒါပေမဲ့ကိုဦးကကိုစကားကိုကြားပုံမရပါဘူး ကိုတကောလုံးကိုစုံကြီးစံကြီးကြည့်နေပြီးနောက်ဆုံးမှာမင်းကွာအဲ့ဒီလိုသူ့မျက်လုံးကြီးပြူပြီးပြောချိန်မှာပဲသွားတော့မယ်ဆိုပြီးကိုလှည့်ထွက်တယ်သူ့မင်းကွာကအတိတ်ဘယ်တွေအများကြီးပါတယ်မင်းအခုထိမိုက်တုံးမဲလားဒီအမှုပညာတွေဘာတွေလုပ်နေတုံးမဲလားအဲ့ဒါကြောင့်လမ်းပေါ်မှာစုပ်ပြက်နေတာပေါ့မင်းအဖေခြေရာကိုမင်းနည်းနည်းလေးမှမနှင်းဘူးမင်းစင်ငင်မှုကောင်းပြီအဲ့ဒါမျိုးတွေအများကြီးပါတယ် ကိုကိုကြည့်ပြီးသူတံဝေကလည်းတော်တော်ရသွားပုံပေါက်နေတယ်လမ်းလာကြည့်သေးကိုလွယ်အိတ်ကျိုးကလေးကိုလက်နဲ့တင်းတင်းဆုပ်ကိုင်မိတယ်ဖေဖေမျက်နှာအံ့ကောင်မျက်နှာတခြားမမေ့နိုင်တဲ့ရင်သာစရာတွေအားလုံးကိုမြင်ရောင်လာတယ်ရပါတယ်ကိုကြိုးစားမယ်ရပါတယ်တွေ့ကြမယ်ရပါတယ်ကို့နာမည်လင်းဆက်ပါ ါကတော့မျက်ဖနှက်နဲ့ဒါပေမဲ့မြစ်မိုးတောင်ကိုလည်းလိုက်တက်ခဲ့မယ်။သွားနှင်ကြပါ။ဟိုးမှာဖျားသခင် ရှေ့တော်မှောက်ကအိမ်မက်တွေဒူးထောက်လဲကြနေတဲ့လူ သူ့ကိုကူပီရစီအောင်။ငါရှင်တို့ကဘာလဲ။ငါကဘာလဲ။နမရီမြေကြီးပေါ်ပစ်ချပြီးလှလှပပပြန်ရဲပါတယ်။တနေ့တော့တွေ့ကြမယ်။နှစ်ဖက်သွားဓာတ်တက်လက်လူ ပြုတ်ပြက်ဝင်းဖိတ် တုံညကူမာလဲငါမှိအိတ်ခဲ့ပြီးပြီ အိမ်အပြန်လန်းအမေနဲ့တွေ့မှနမ်းမဲ့ငိမ့်ညံနှင်းစီငါရင်ဘတ်မှာသွေးတစက်လိုနှီးနေတယ်ချစ်သူလေးရေမြို့တကားကိုဖွင့်မိအိမ်တို့နဲ့အတူကြိုပါလာရောင်ဆက်တဝီဝီနဲ့တင့်ရဲ့နွေရာသီမြင်းစီခီးတဲ့ဒူဝင်တဲ့မြင့်တဲ့ကျေကိုခူးယူလာမှာပေါ့ကွယ် ဲ့ဒီတော့အဲ့ဒီနောက်ပိုင်းရက်တွေမှာ ကိုပကြီးကိုအာယုံစိုက်ဆွဲရမယ်မိုးစံစီကိုတိတ်မလာနိုင်တော့ဘူးနော်အင်းမရပါတယ်ကိုဆက်ရဲ့မိုးစံကသူ့ဆန်ရွယ်လေးတွေကိုသူ့နှခမ်းနဲ့ပြန်ကြိုက်ထားရင်ဖြေတယ်ကိုဆက်ဟမ်အကောင်းဆုံးဖြစ်အောင်ကြိုးစားနော်အင်းမမိုးစံရဲ့မိုးစံကလည်းကိုနဲ့အတူတက်ကြွရင်ခုံးနေတယ်ကိုဆက်မှာဘာလို့အတ္တာရှိလဲ အမှန်တော့ကို့မှာဘာမှမပြည့်စုံပါဘူး။ပကြီးဆွဲဖို့စေးပစ္စည်းသုံးစရာငွေကြီးဘာမှကိုမလုံလောက်ဘူး။ဒါပေမဲ့မရှိပါဘူးမိုးစံရပါတယ်။မိုးစံကကို့ရဲ့လက်ကို ဆွဲယူပြီးလက်ချောင်းတွေကိုကင်ကြည့်နေတယ်။ကို့ဆက်ပကြီးဆွဲတာဒီလက်မို့လား။အင်းကို့ဆက်လက်ချောင်းလေးတွေကတိတ်လှတာပဲ။တကယ်အမှုပညာလက်ချောင်းတွေ။ပြီးတော့ကို့ကိုရှွန်းရှွန်းဝင့်ဝင့်မောက်ကြည့်တယ်။ ို့လက်ချောင်းတွေကိုသူ့နှခမ်းအီအီကလေးနဲ့နမ်းလိုက်တယ်။ကို့ရင်ထဲမှာနှွေးကနေလှိုက်သွားတယ်။ကို့ဆက်ဟမ်ကျိုးစားနော်စိတ်ချပါမိုးစံရဲ့လိုအပ်တာရှိရင်ပြောတကယ်ပြောရပါတယ်ကိစ္စမရှိပါဘူးကို့ဆက်ဟမ်ရော့ဒီတိတ်ခွေလေးယူသွား။ तू ကတိတ်ခွေလေးတစ်ခွေလှမ်းပေးလို့ဘာမှမသိပဲကို့ယူထားလိုက်တယ် အခက်အခဲရှိတဲ့အခါအဲ့ဒီတိတ်ခွေလေးကိုဖွင့်နားထောင်။음။အဲ့ဒီထဲမှာကိုနေဝင်းရဲ့သချင်းတစ်ပုဒ်ကိုပဲအပြည့်ကူးထားတယ်။မိုးစံကကို့ရင်ငွေထဲကိုတိုးဝင်လာတယ်။ပြီးကို့ကိုမော့ကြည့်တယ်။သူ့မျက်လုံးထဲမှာကို့ပေါ်မျက်နှိုးချင်းအခိုးငွေတွေငိမ့်လေရီဝီးနေတယ်။သူကကိုနဲ့မျက်လုံးချင်းစုံအောင်ကြည့်နေပြီးမှသချင်းနံပါတ်ကိုတည်ငိမ့်တဲ့အတန်ကလေးနဲ့ပြောပြတယ်။ အားလုံးကိုကြော်ဖြတ်ရမယ်ညာမောင်နာမှ ပိမ့်ပိမ့်နေတယ်ကိုခြေတံကို ထိမ့်ပြီးအမောင်ထဲမှာစံတဝါဝါလှုပ်ရှားနေရတယ် ကို့လက်နေတံမီသေးသေးကလေးရဲ့အလင်းနှမ်းဟာအမောင်ထဲမှာကိုကြီးရွယ်နေတဲ့နေရာတွေကိုစူးဝင်ထိုးဆင်းနေတယ်။နောက်တော့အလင်းကွက်ထဲမှာကိုလိုချင်တဲ့အရာတွေပေါ်လာတယ်။ဟုတ်ပြီ။စေဘူးတွေ၊ပကြီးဆွဲတဲ့ပစ္စည်းကရိယာတွေကိုအစင်းနဲ့ယူလာတဲ့အိတ်ကြီးတွေကိုအတမမီအောင်ယူထည့်နေလိုက်တယ်။ပြီးပရင်မောက်စီပြန်သွားပရင်တကားကနေအောက်ကိုငုံကြည့်လိုက်တယ်။တိုက်ပေါ်ကနေဘလို့ပြန်ဆင်းပြီး ခြံထဲကဘလို့ပြန်ထွက်ရမယ်ဆိုတာကိုအခြေအနေသုံးသပ်လိုက်တယ်။ပြန်ဆင်းတော့မယ်ပြန်မယ်။ဒါပေမဲ့ရောက်တော့ရောက်ခိုက်မိမိကို ဝင်တွေ့သွားလိုက်ချင်းသေးတယ်။အစပထမစဉ်းစားလာတော့ကဒီအချက်မပါဘူးပေါ့။ဒါပေမဲ့အခုတော့မိမိကိုလည်းဝင်တွေ့ချင်းလာတယ်။အဲ့ဒါနဲ့ပဲအိတ်ကြီးကိုတရွေ့ရွေ့ဆွဲပြီးမိမိအခန်းဘက်ကိုကူးလာခဲ့တယ်။အခန်းတကားကထုံးစံတိုင်းစိတ်ထားတယ်။အခန်းထဲကအပြာရောင် မီးလုံးကလေးဟာ ို့အတွက်တော့တော်တော်တန်ဖိုးကြီးသွားတယ်အခန်းထဲမှာ nest မှလည်းမရှိဘူးဂရင်းမမမိမိတယောက်တည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျောနေတယ်ကို့အနာတိုးကပ်သွားလိုက်တယ်မိမိကိုတိုးတိုးခေါ်ကြည့်တယ်ဒါပေမဲ့မိမိမနိုးဘူးကိုလည်းနိုးသွားအောင်ဆက်မခေါ်ရက်မနိုးရက်တော့ဘူးမိမိကိုပဲပြောင်းဝင်းနဲ့မီးအောင်ဖြော့ဖြော့ကလေးနဲ့ငေးကြည့်နေလိုက်တယ်မိမိကတော့ပိန်ချုံမြဲပိန်ချုံနေတာပါပဲ။ မျက်တွင်းတွေကလည်းခြိုက်နေတယ်။ဒါပေမဲ့လက်ထဲမှာတော့ကိုလုံးပတိတည်တည်လေးရှိတယ်။မိမိကဘာသာရေးကြီးညိုတယ်။ဘု து အပေါ်မှာမဆိုခွင့်လွတ်စိတ်တိတ်ကြီးတယ်။မိမိခေါင်းအုံးပေးမှာကိုနောက်ဆုံးတစ်ခေါက်လာတော့ငါပေးသွားတဲ့ဆေးပလင်းကလေးတွေရှိတယ်။တကယ်ချစ်စရာကောင်းတဲ့မိမိပါ။ကိုမိမိကိုကြည်ကောင်းကောင်းနဲ့ကြည်ပြီးဟိုးဟိုးဒီဒီအတွေ့တွေဝင်နေရာကဖြက်ခနဲ့တတိယလိုက်တယ်။သွားတော့မှဖြစ်မယ်။ ဒီအိမ်ပေါ်မှာတိတ်ကြကြမနေသင့်ဘူးအဲ့ဒါနဲ့ပဲကိုမမေကရင်မေးမှာဒူးထောက်ထိုင်ချလိုက်တယ်မမေตาကြော့ခဲ့ပါတယ်ตาအရေးကြီးတဲ့ပကြီးပြပွဲတစ်ခုအတွက်စူးစမ်းရမယ်မမေမမေตาဟာတနေ့ကျရင်ထူးခြားအောင်မြင်တဲ့အမှုပညာသမားတယောက်ဖြစ်လာလိမ့်မယ်လို့မမေယုံကြည်တယ်မဟုတ်လားမမေယုံကြည်ချက်ကိုမကြခင်မမေပြောင်းမြင်ရတော့မှာပါမမေရဲ့ ရှင်သေးရှိတာရိလျှောက်ပြောပြီးဥချကြော့လိုက်တယ်။ဥကောင်းကိုပြန်အမော့မှာပဲ။ဖြောက်ခနဲမိခလုတ်တန်တဲ့တူတခန်းလုံးလင်းထိန်သွားတယ်။ကိုကမန်းကရံမတ်တက်ရက်လိုက်တယ်။မျက်လုံးလဲပြသွားတယ်။တေးသေးချာချာကြည့်တော့ကို့ရှိမှလူတရာကိုကိုအန်ဒီရဲ့ပြုတ်ဖို့တစုံတရာနဲ့ရွေထားတယ်။ရှင်ထဲမှာခုံသွားတယ်။ထပ်ပြီးတေးသေးချာချာကြည့်လိုက်တော့ကို့ရှိမလှမ်းမကမ်းမှဖိဖိ ညဝဲအင်ကြီးနဲ့ကိုကိုတနက်နဲ့ချိန်ထားတယ်။အော်ဖေဖေရောကိုရောနှစ်ယောက်လုံးအာမေရိကန်ပြိုင်သူထွက်သွားတယ်။ဖေဖေကိုခေါ်လိုက်တယ်။ဖေဖေမျက်နာကတင်းမာခက်ထန်းနေတယ်။တဖြည်းဖြည်းနဲ့ကိုကိုကြည့်ပြီးခနဲ့တဲ့တဲ့ပြုံးလာတယ်။အော်ဟောဟောဟောကျွန်တော်ပါဖေဖေအေးအေးငါကတခိုးအောင်မိနေတာ။ လက်စာတက်တော့တခိုးတဲ့စိတ်ပြက်စရာကောင်းတဲ့ကောင်းကိုกว่าဂလေးကချေစရိုက်နဲ့အိမ်မော်တက်လာတာကိုကျွန်တော်ကိုဘာမှပြန်မပြောနိုင်ဘူးဖြစ်နေတယ်ဖေဖေကပြက်ပြက်ရှင်းရှင်းမေးတယ်မင်းအခုဘာလာလောက်တာလဲကျွန်တော်ကျွန်တော်ပစ္စည်းတွေလာယူတာပါ ပြောပြီးကိုကအိတ်ထဲကပကြီးစေးပစ္စည်းတွေကို မြင်သာအောင်လှစ်ပြလိုက်တယ်။ကြံသေးလား။ဟုတ်ကဲ့ မကြံသေးနဲ့တော့တခါတည်းအကုန်ယူသွားမယူတော့ပါဘူးဒီလောက်ဆိုရပါပြီကိုမေမေကိုလှမ်းကြည့်တော့မေမေက အိပ်ပျော်နေသေးပဲအိတ်ဆေးတွေတောက်အိတ်ရပြန်ပြီထင်ပါရဲ့ကိုကမေမေနိုးသွားမှစိုးနေတယ်ဖေဖေကလည်းကို့လိုပါပဲမေမေနိုးသွားမှစိုးရိမ်နေတယ်ကိုကိုအတန်အုပ်အုပ်နဲ့လှမ်းပျော်တယ်ယောက်ျားပဲကွာမာနထားရမယ်မင်းအိမ်မော်ကစင်းငယ်ရပြီးပြီး ဘာမှတက်မယူပဲနေရရမယ်ကွကိုဘာမှပြန်မပြောလိုက်ဘူးမင်းကလမ်းပေါ်မှာရှောက်လမ်းပေါ်မှာနေခြင်း ਨੇ အဲ့ဒါဆိုမင်းလိုချင်တာကိုလည်းလမ်းပေါ်မှာရှာယူနိုင်ရမယ်ကွမင်းလောက်ပြုတ်ညံ့တဲ့ကောင်ကိုမွေးမိတာငါ့ဘဝမှာအဆက်ဆုံးကိစ္စပဲအမှုပညာသမားဆိုကွစင်းရတာကိုခံနိုင်ပါတယ်ဆိုကွငွေမရှိလဲနေတတ်ပါတယ်ဆိုကွ အခုဒီဆေးဘူးတွေကကျွန်တော်ပစ္စည်းတွေပဲမမေတပည့်တယောက်ကကျွန်တော်ကိုလက်ဆောင်ပေးထားတဲ့ပစ္စည်းတွေပဲကျွန်တော်ပစ္စည်းကျွန်တော်ပြန်လာယူတာကိုယ်စကားကြောင့်ဖေဖေခဏကြောင်အန်းသွားတယ်နောက်မှအေးဆက်ဆက်ပြုံးပြီးမင်းကငါ့ကိုထောက်ရမယ်စိတ်အနောက်ဆက်ဖြစ်အောင်လုပ်ရမယ်ဆိုရင်တော့တဲလင်းတာပဲကွာမင်းပြောပြောနေတဲ့အမှုပညာမာနကတသက်မထဲမရှိဘူးလားမင်းစိတ်ကူးရင်ငဲ့တဲ့ပီကာဆိုးတို့ မိုးနေတို့ဟာအခုလိုညဘက် ကိုနဲ့မဆိုင်တော့တဲ့ကိုကိုမလိုလားတဲ့အိမ်မော်ကိုခိုးကြောင်ခိုးဝက်ပစ္စည်းလာယူမှာမဟုတ်ဘူးကွမင်းလဲမီဒီနီယာမှာမင်းရဲ့အမှုပညာမာနကိုထားလိုက်နိုင်ရမှာပေါ့ကွတကယ်တကယ်ကြတော့လဲမင်းမလုပ်ရဘူးဒီမဲ့မင်းကငါပြောမယ်ဟဲ့ကောင်အင်္ဂလိပ်စကားပုံရှိတယ်ရေတကုန်နဲ့လူတော်လူကောင်းဟာသူ့လန်းသူ့ဖောက်တယ်တဲ့မင်းကဟုတ်မလို့လို့နဲ့စီစဉ်သွားပြီးမှမင်းလဲမင်းမဖောက်နိုင်ဘူး နောက်ပြန်စီစဉ်ပြီးအင်ကြီးပေါ်ပြန်ကွေတက်လာတာပြောင်မြောက်ပါပြီကွာကိုရင်ထဲမှာမခန့်ကျင်ဖြစ်သွားမိတယ်ဖေဖေကပဲဆက်ပြောတယ်မင်းဂေါကင်လိုအ누ကြီးဖြစ်ပြီးတည်ရဲလားဗန်ဂိုးလိုကိုနှစ်ရွက်ကိုဖြတ်ရဲလားတကယ်တကယ်ကြတော့အဲ့ဒီလိုလူတွေလိုလဲမင်းမစွန်စားရဲပါဘူးကွာဟိုဟိုတော်ပါတော့ဖေဖေရဲ့ကိုကဖေဖေစကားကိုလက်ကပြပြီးတားလိုက်တယ်ကျွန်တော်သွားတော့မယ် ဒီမှာဆက်ပြီးအခြေတင်ပြောနေရင်ဆုံးမှာမဟုတ်တော့ဘူးမိမိနိုးသွားလိမ့်မယ်ဖေဖေကိုကျွန်တော်အချက်နှစ်ချက်ပြောခဲ့ပါဦးမယ်ပထမတစ်ချက်ကဒီပကြီးဆေးဘူးတွေလာပြန်ယူတဲ့ကိစ္စကျွန်တော်ညဘက်တွေပကြီးဆွဲလိရှိတာဖေဖေသိပါတယ်ကျွန်တော်ပကြီးဆွဲနေရင်တန်လန်လိုအပ်နေလို့ချက်ချင်းလာယူတာပဲညအချိန်မတော်တို့ဘာလို့ဆိုတာကျွန်တော်ခေါင်းထဲမှာသိမရှိပါဘူးဒီရောက်တော့တကားတွေအကုန်ပိတ်ထားလို့ဝင်တတ်တဲ့အပေါက်ကကျွန်တော်ဝင်လာတယ်ကျွန်တော်တို့ကခက်မှမခက်ပဲထားပါတော့လी အခုတော့ကျွန်တော်ဒီပစ္စည်းတွေကိုလည်းယူမသွားတော့ပါဘူးဒီမှာပဲထားခဲ့ပါတော့မယ်နောက်ဒုတိယချက်ဂေါဂင်ညူသွားတယ်ဗန်ဂိုသူ့နှရဲ့သူဖြတ်တယ်ဆိုတာတွေကသူတို့နာမည်ကြီးလို့ဖေဖေသိတာပါသူတို့လိုနာမည်မကြီးပဲသူတို့တဲ့စိုးတဲ့ဘဝနဲ့နေသွားတည်သွားတဲ့အမှုပညာတွေတွေအများကြီးရှိပါတယ်ဒီနိုင်ငံမှာကိုရှိပါတယ်ဒါတွေကိုဖေဖေမသိလို့ပါကျွန်တော်ပြောမယ်ဖေဖေကျွန်တော်ဟာအမှုပညာကိုယုံကြည်မှုပြင်းတဲ့ကောင်ပါလိုအပ်ရင်ကိုယ့်မျက်လုံးကိုလည်းထိုးဖောက်ရဲပါတယ် ကျောင်းနဲ့ရင်ကိုလည်းထက်ချမ်းခွဲပြီးရဲပါတယ်။ဘာကိုမဆိုကျွန်တော်အမှုပညာယုံကြည်ချက်အတွက်လှုပ်ရဲပါတယ်။လိုအပ်ရင်လိုအပ်သရွေပေါ့။စကားအဆုံးမှာမိမိကိုတစ်ချက်လှမ်းကြည့်ပြီးကဲကျွန်တော်သွားမယ်။ခက်တီတီနဲ့အိမ်ရှိပေါက်ကပဲဆင်းချလိုက်တယ်။ဖေဖေခလုတ်ဖွင့်လိုက်လို့ခြံထဲမိတွေပါလင်းသွားတယ်။ငိုက်နေတဲ့ခြံဆောင်လက်ချမလေးအလန့်တကြားဖြစ်သွားတယ်။အိမ်ထဲကထွက်လာတဲ့ကိုကိုတွေ့တော့ အလိုဖျားရီအကိုလင်းဆက်ဖေဖေကအထဲကလှမ်းអော်လိုက်တယ်လက်ချမသူ့ကိုတကားဖွင့်ပေးလိုက်ပြီးရင်ချက်ချင်းပြန်ပိတ်ကိုအပြန်လမ်းမှာရှင်နေနွမ်းတယ်လို့ပဲမဲပြုံးကလေးနဲ့မိုးဟေကိုမော့ကြည့်တော့လာမင်းကြီးကတာလို့ကိုငယ်ငယ်ကတော့ဖေဖေဟာကိုကိုတိတ်ချစ်ခဲ့တယ်တိတ်အလိုလိုက်ခဲ့တယ်ငါချေရနင်းမဲ့သားဆိုတဲ့စကားကိုနှုတ်ဖျားကမချပဲ တဖွာဖွာပြောခဲ့တယ်။အရာရာမှာစောင့်ကြက်ပြုထောင်ခဲ့တယ်တဲ့။ဖေဖေဟာသူ့ဘာသာသူကတော့ကောင်းပါတယ်။စိုးရွားတဲ့လူတော့မဟုတ်ဘူး။အများအမြင်မှာဆိုရင်ယဉ်ကျေးပညာတတ်ဉာဏ်အမျောမြင့်ကြီးဘ ഹു တုတ္တကောင်းစီးပွားရေးအကွက်မြင့်တဲ့လူကြီးလူကောင်းတယောက်ပေါ့။ဖေဖေမှာအဲ့ဒီရေချင်းတွေဟာတကယ်ကိုရှိနေပါတယ်။လူမသိအောင်လျှို့ဝှက်ထားတဲ့စွမ်းရည်ကလေးတွေတောင်တည်တည်ကြာကြာကြံ့မာသေးတယ်။ဖေဖေဟာရန်ကုန်တက္ကသိုလ်ကမဟာသိပ်ပံဖွဲ့ရခဲ့တယ်။ အပေါင်းအသင်းစံပြီးစကားပြောကောင်းတယ်အနုပညာဝါဒနာမပပေမဲ့စံနေရာတီးတတ်တယ်စာဖတ်အားကောင်းတယ်သူကယောက်ျားကောင်းတယောက်ဟာစီးပွားရေးပညာရေးကိုယ်ရည်ကိုယ်သွေးစတာတွေမှာသူများတကာတက်တာလွန်ရမယ်ရှေ့ရောက်ရမယ်အမြဲတမ်းအမြင့်ဆုံးအဆင့်မှာခိုင်မာနေရမယ်ဆိုတဲ့မဟာလူသားဝါဒမျိုးရှိတယ်နေရာတော်တော်များများမှာလှုပ်ရဲကြိုင်ရဲတယ်လှုပ်တက်ကြိုင်တက်တယ် သူ့မျိုးဆက်ဟာသူ့တဲ့ပို့ပြီးမြေမားရမယ်ဆိုတဲ့စိတ်ကူးရှိတယ်။အဲဒါကြောင့်သူ့ရဲ့တူရဲသောသားဖြစ်တဲ့ကိုကိုငယ်စဉ်ကလေးကငုံထားမတက်ချစ်ခဲ့ဂယုဆိုင်ခဲ့တယ်။ကိုကလည်းငငယ်ကစာတော်ရဲညံထက်တယ်။ဖေဖေဟာဒီအတွက်တရှောင်းလုံးဂုံယူနေခဲ့တယ်။အရွယ်ကလေးရောက်လာတော့ကိုကဖောက်လာတယ်။ပကြီဆွဲလာတယ်။သူမျောလင့်ထားသလိုဖြစ်မလာဘူး။ကိုမာကအမှုပညာပိုးဝင်းလာတယ်။သူကနှီးပေါင်းစုံနဲ့သူ့လိုဖြစ်အောင်ဆွဲဆောင်မြန်တယ် ါပေမဲ့ကိုကလည်းမရတော့ဘူးပကြီးကိုအယူမှုစိတ်ဝင်စားတယ်အဲ့ဒီမှာဖေဖေနဲ့ကိုနဲ့ကွဲလွဲလာတော့တာပါပဲဖေဖေကအမှုပညာကိုလူတန်းစေမဲ့ပညာလို့မယုံကြည်ဘူးဒါပေမဲ့ကိုကလည်းအဲ့ဒီဘက်မှာဖုံးမရဖိမရဘူးထူးကျွန်းလာတယ်ကြောင်မောင်းဆုံးပကြီးပြိုင်ပွဲမှာကိုပထမရတယ်ဒါပေမဲ့ဖေဖေဒေါသကြောင့်စုသွားမယူရဘူးကိုရည်ရွယ်ချက်တွေကြီးလာတယ်စာကြီးပေကြီးတွေကို အရှံကြီးကြီးဖတ်လာတယ် ဒါပေမဲ့ဖေဖေဖတ်တဲ့စာအုပ်တွေနဲ့ကိုဖတ်တဲ့စာအုပ်တွေမတူဘူးအဲ့ဒီလိုနဲ့ပဲကိုနဲ့ဖေဖေဟာကွဲပြားတဲ့ကွဲပြားလာတယ်ဖေဖေကလည်းသူ့အယူဆဘက်မှာခိုင်မာနေပြီးကိုကလည်းကို့အမှုပညာမှာမှော်ပေါက်တယ်လို့ဖြစ်နေတယ်ဘလို့မှညှိလို့မရတော့ဘူးကိုကလည်းအလွန်ကြုံတွေဖြစ်သွားတယ်ပကြီကြီးပဲဆွဲနေလို့စမှုတက်ကတော့ပထမနှစ်ကိုအခါခါကြရှုံးပြီးနောက်ဆုံးမှအเจ้าကထွက်လိုက်ရတယ်ဖေဖေဟာတိတ်ဆက်သွားတယ် ကိုကိုလည်းမုံသွားတယ်။အင်းမုံသွားတယ်လို့ကိုထင်တယ်။ဒါပါပဲလေ။ဖေဖေနဲ့ကို့မှာတိုက်ဆိုင် တူညီနေတာတစ်ချက်ပဲရှိတယ်။အဲ့ဒါကတော့မိမိကိုချစ်တဲ့နေရာပဲ။ကိုကလည်းမိမိကိုတိတ်ချစ်ပြီးဖေဖေကလည်းမိမိကိုတိတ်တန်မိုးထားတယ်။မိမိကတော့ဖေဖေကိုလည်းတွေ့တာအားကိုးပြီးကိုကိုလည်းယုံကြည်မျှော်လင့်တယ်။မိမိနဲ့ဖေဖေစန့်ကျင်တာတစ်ချက်ကတော့ကို့အပေါ်ထားတဲ့အမြင်မှပဲ။မိမိကကို့ကိုနားလဲတယ် ကို့အမှုပညာကိုလည်းရိပ်မိတယ်ကိုဟာတစ်ချိန်မှာဒီအမှုပညာနဲ့နာမည်တစ်လုံးရလာလိမ့်မယ်ကန့်သက်တိုင်းတာဖို့မလွယ်သေးတဲ့အောင်မြင်မှုတစ်စုံတစ်ရာရလိမ့်မယ်လို့မိမိကယူဆတယ်မိမိကတော့ចောင်းဆီယာမဟောင်းတယောက်မှုလို့ចောင်းသားလူငယ်တယောက်ရဲ့အနာဂတ်ကိုလည်းပိုပြီးမြင်တတ်တယ်ထင်ပါရဲ့အခက်အခဲလေးတွေကြုံရတဲ့အခါကိုဟာမိမိကိုသတိရတတ်တယ်ဒါပေမဲ့ဖေဖေကိုလည်းမမေ့ပါဘူးဒီအတိုင်းပဲပြီးသွားမှလား ိုရဲဖေဖေရဲမိမိရဲဘလို့ခီးဆက်ကြအောင်ပါလေအခုတော့ကိုတယောက်ထဲကျောင်းလန်းပေါ်မှာလမ်းလျှောက်နေတယ်မမဟမ်ဘာလဲညီမလေးတခုမေးမလို့ မေးလေဘာမေးမလို့လဲမမကဖက်လက်စစေးချမ်းကြီးကိုဘေးချပြီးမိုးစံကိုအကဲခတ်တယ်လို့ကြည်သည်မိုးစံဤအမှုရာက အတန်ငယ်မဝင့်မရေဖြစ်နေ၍မမအတွက်ထူးဆန်းနေပေလိမ့်မည်ထင်သည် မေးလေညီမလေးရဲ့ဘာလဲမမနဲ့မိတ်ဆွေတွေတန်အရာရှိနိုင်ငံသားပြန်အဲ့ဒီလိုပုပ်ကူကြီးတွေထဲမှာလေအင်းပြောညီမလေး မတောင်းကြည့်မေးကြည့်ပေးလို့ရမလားဝယ်ရမယ်ဆိုလဲမိုးစံပတ်စံစုထားတာတွေရှိတယ်အဲ့ဒီတည်းကဝယ်ခြင်းတယ်အင်းလေဘာကိုလဲညီမလေးရဲ့ဘာကိုတောင်းပေးရမှာလဲထိုခါကြမှာမိုးစံလဲသူ့စကားပြောလောနေကြောင်းပြန်သတိထားမိတော့တယ်ဟိုးပကြီးဆွဲတဲ့ပစ္စည်းတွေလေဆေးတို့စုတ်တန်းတို့မမကမိုးစံကိုခက်နှွေးနှွေးကြည့်သည် မိုးစံဘာလုပ်မလို့လဲ မိုးစံအသည့်ပကြီးဆရာတယောက်ကိုလက်ဆောင်ပေးခြင်းလိုပါမမကမိုးစံကိုအတန်ကြာဆက်ကြည့်နေသည်နယံကိုငေးကြည့်ပြီးတော့လဲစဉ်းစားနေသည်မိုးစံငြိမ်၍စောင့်နေရ၏အတော်ကြာမှမမက လင်းဆက်အတွက်လားရှမ်းမိုးစံမျက်နှာအန်းသွားသည် ရှင်ထဲမှာလဲတိတ်သွားသည်မမကမိုးစံမျက်နှာကိုကြည့်ပြီးပြုံး၏ မိုးစံလက်ကိုဆွဲယူပြီးကောင်မလေးနော်ဟုပြောသည်မိုးစံဘာပြန်ပြောရမည်မသိရှင်ထဲမှာလည်းတရိပ်ရိပ်လှုပ်ရှားနေသည်ညနေကစေကန်းကိုရင်ဝေလာသွားသေးတယ်ဟုတ်ကဲ့အခုညီမလေးမေးသလိုပဲမေးတယ်သူနဲ့ညီမလေးနဲ့ဆက်ပြီးလင်းဆက်အတွက်လက်ဆောင်အနေချင်းဝယ်ပေးခြင်းလို့တဲ့မိုးစံကပြကရပြန်ပြောလိုက်သည်အဲ့ဒါရင်ဝေကမိုးစံနဲ့ဘာမှမတိုင်မြန်သေးဘူးမမသူ့စိတ်ကူးနဲ့သူပြောတာ ဒါပေမဲ့အနေချင်းဝယ်ပေးုံလောက်မရဘူးအဲ့ဒါမိုးဆန်ကလုံလုံလောက်လောက်ဝယ်ပေးခြင်းလို့မမကမိုးဆန်မျက်နှာကိုအကဲခဟန်ရှိသဖြင့်မိုးဆန်အနေကျက်နေသည် မမကဆေးစာအုပ်ကြီးကို ပြန်ဆွဲယူပြီးခစ်ခနဲတစ်ချက်ရည်၏ကဲသွားသွားမမစာဖက်ရအောင်မယ်မမအဲ့ဒါအေးပါမမကြည့်စီစဉ်လိုက်မယ်တပတ်တွင်းရအောင် လုပ်ပေးမယ်မမအကောင်းစားနော်အေးပါမဆာရှိလေးရဲ့ မိုးစံကပျော်ရွှင်သွားပြီးမမကိုဖန်နှမ်းလိုက်လေသည်တောရရှင်များခင်ဗျာဒီကနေ့အတွက်အပိုင်းငါးကိုတော့ဒီမှာပဲရှင်းနာွေးပြူပါနောက်လာမယ့်အပိုင်းကိုဆက်ဆက်စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းသောရရှင်များအားလုံးကျန်းမာပေးကင်းကြပါစေခင်ဗျာ။